ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ Chelsea အသင်းကိုကျွန်တော်လက်လွတ်လျရတဲ့ Giovanni Quinta ကို Manchester United ကခေါ်နိုင်ဖို့အတွက်ပေါ့နော်။ရဲ့တရက်ဘက်ပေါင်းအများဆိုတာစကားပြောဆိုမှုတွေဘာတွေရှိခဲ့တာပေါ့။ဒါပေမဲ့လည်းလို့အဲ့လိုပြုလုပ်ခဲ့ပြီးမဲ့အသင်းရဲ့လက်ရှိဘန်နာရေးအခက်အခဲအခြေအနေတွေဒီ FFP စီးမြင်နေကြောင်းဟိုပြောင်းရွှေ့ဖို့အတွက်ပေါ့နော်ခေါ်ယူနိုင်ဖို့အတွက်ခက်သွက်သွက်လှုပ်ရှားနိုင်ခြင်းတော့မရှိခဲ့ဘူးပေါ့နော်။ကစားသမားအသစ် Manchester United ဟာခေါ်နိုင်ဖို့ဆိုရင် လက်ရှိရှိတဲ့ကစားမားတွေကိုအရင်ဆုံးရောင်းနိုင်ဖို့လိုအပ်တဲ့အခြေအနေမျိုးဖြစ်နေခဲ့လို့ပေါ့ချဲစီတင်းရဲ့ဘက်ကတော့ဂျီဝနီကွင်တာကိုစပိုတင်းမှာနောက်ထပ်တရာဒီဒီရာဒီကုန်နေပြီနောက်ထပ်တရာဒီဆက်ပြီးတော့ထားမယ်ဆိုတော့2026ခုနှစ်မှာသူတို့နဲ့ပူးပေါင်းမှာဖြစ်ပြီးတော့9နှစ် plus 2နှစ်ဆိုတဲ့စာချုပ်ပြီးပါလေချုပ်ဆိုသွားမှာဖြစ်တယ်ဗောဗျာချဲစီတင်းရဲ့ဘက်ကတော့ဒီပြောင်းရွှေ့ကြီးကယူရို45တန်းနဲ့တန်း90ကြားလောက်ပဲပေးရမှာဆိုတော့ United ဘက်ကဒီကစားမအတွက်ပေးလူပေးပေးခြင်းနဲ့ဒီပမာဏနဲ့တော့အများကြီးကွာခြင်းတော့မရှိဘူးဆိုပြီးတော့ဖက်ဘရီဇိုရူမန်နိုနဲ့ဒေးဗစ်ရော့စတင်ကကျွန်တော်ပြောထားတယ်ပြောချင်တာကဗျာ okay chelsea ရဲ့ဘက်ကလည်း euro တန်း40တန်း50လောက်နဲ့သူတို့ခေါ်သွားတယ် united ဘက်ကပေးခြင်းခဲ့တာလည်းအဲ့ပဝင်းခြင်းပဲဒါမှမဟုတ်ကျွန်တော်တို့ chelsea လိုခက်မြန်မြန်အလုံးမလုံးနိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ဒါညီကရိုးဆိုလို့ရှိရင်တော့သတိထားမိကြမယ်ထင်ပါတယ်အမ်မိုရီအနေနဲ့ press conference ဒီမှာခဏတိုင်းပြောလို့ရှိတဲ့စကား ဘာလို့လဲဆိုတော့နွေရာသီအပြောင်းအရွှေ့မှာကျွန်တော်တို့ခေါ်ရရှိတဲ့လူတွေခေါ်မယ်ပေါ့နော်ဒါပေမဲ့လို့တေကြတာတခုကကစားမားတွေခေါ်နိုင်ဖို့အတွက်အသင်းရဲ့လူတွေကိုအရင်ရောင်းနိုင်ဖို့လိုတယ်ဆိုတော့ Chelsea ဘက်ကတော့ဗျာနောက်နှစ်နွေရာသီအပြောင်းအရွှေ့နောက် နောက်ရာသီရဲ့အညာရာသီအကုန်နွေရာသီအပြောင်းအရွှေ့ကြမှာခေါ်မှာဆိုတော့သူတို့ကအခုကလေးကချက်ချင်းလက်ငင်အလုတ်လုတ်သွားလိုက်တာနော်အလုတ်လုတ်သွားလိုက်တာလောလောဆယ်ငါတို့အသင်းကိုမရောက်သေးလဲပြဿနာမရှိဘူးမင်းအဲ့မှာဆက်နေုံပေါ့ငါတို့အသင်းမှာမင်းကိုမလိုသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ယူနိုက်တက်ကတော့မဟုတ်ဘူးဒီကောင်လေးကိုကျွန်တော်တို့ကလာမယ့်နွေမှာနဲ့လိုတာ ဒီကောင်တွေကိုရီအသင်းစီကိုမရောက်စေချင်လို့ခေါ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သိလားမင်းပြောမရောမင်းကောင်လူမမလို့တာချဲစီမှာတော့လူတွေများတာမင်းဒီကောင်လေးကိုလူမမလို့တာနှစ်ချက်ဖြစ်နိုင်တယ်ဗျနံပါတ်1ဒီကောင်လေးရဲ့တဲလင်းနေဖြစ်လို့နံပါတ်2ရောဂျီဝနီကွင်တာကယူနိုက်တက်ကိုမရောက်စေချင်လို့ဒါပဲရှိမှာပဲနော်အဲ့နှစ်ချက်တည်းကမင်းတဲလင်းနေဖြစ်တဲ့ကောင်ကြည့်မလားပါချင်းတပါချဲစီကတဲလင်းနေဖြစ်တဲ့လူငယ်လေးတွေတအားခေါ်နေတာကိုအခုပါသိလားလောလောဆယ်ငါတို့အသင်းမှာမလာသေးလဲပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးဒါပေမဲ့ကျွန်တော်ပြောချင်တာကကိုရီးယားချဲစီလို့အခုချက်ချင်းဘုံတိုင်းကွန်းဆိုအလုပ်လုပ်လို့မရဘူး ငွေမရှိဘူးပြားသေးလားနော်ဟိုတနေ့က Sergeant Radcliffe ရဲ့ဒီဗာလဲဟွာရဲ့အေးဗာလဲ interview မှာလဲ Gary Neville နဲ့ interview မှာလဲကျွန်တော်တို့ကတွေ့ခဲ့တာပဲဗာတွေ့လဲဆိုတော့ဟိုအတင်းဘက်ကဗောနော်နိုဝင်ဘာလလောက်ဆိုလို့ရင်ငွေကကုန်ပြီတဲ့သူတို့ဒါဒါတော့မှသူတို့ထည့်ထားတဲ့အတန်း၃ရာအပါဝင်နော်ဘလို့မှအချိန်မကောင်းဘူးဆိုတဲ့ပုံစံမျိုးသူတို့ပြောသွားတာဆိုတော့ကျွန်တော်တို့ကချက်ချင်းလက်ငင်ကစားမတက်ကိုလိုချင်နေဆိုရင်တော့မှချက်ချင်းလက်ငင် act လို့မရဘူးငွေမရှိဘူးဗျာဒီလားငွေမရှိဘူးနော်ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့က okay ငါတို့တော့ဟေးညရာဒီပြောင်းရွှေ့ရောက်တဲ့ဒီစောင့်မယ် ငါတို့ကစားမားတွေကတရက်ကိုရင်လုံးရောင်းချမယ်။ရတဲ့ငွေနဲ့မှငါတို့ supporting နဲ့ပေါ့နော်အပြောင်းအရွှေ့လုပ်မယ်ဆိုပြီးတော့ပြင်းနေစင်နေတဲ့အချိန်မျိုးမှာ Chelsea ကယော့ဟိတန်း90 United ကမင်းတို့ဘလောက်ပေးမှလဲ90လား40လားယော့ငါတို့90ပေးတယ်။နော်မင်းတို့ကောင်လေးကိုနောက်တရားသေးတယ်မင်းတို့ဆန္ဒရှင်ဆက်ထားလိုက်အောင်ပြဿနာမရှိသေးဘူးဆိုတဲ့ပုံစံမျိုးလုပ်သွားတာ။ဆိုတော့အသင်းအနေနဲ့လက်ရှိမှာဘန်နာကြီးအခက်အခဲဟာအများကြီးပြဿနာကြီးနေတယ်။အများကြီးပြဿနာကြီးနေပါတယ်။ Giovanni Quinta ဆိုတာက Emery နဲ့လည်းကောင်းကောင်းအဆင်ပြေခဲ့ပြီးတော့ ် MOD လက်ရှိ United ကိုတိဆောက်ဖို့ကြိုးပမ်းနေတဲ့ပုံစံမျိုးနဲ့ဆိုလို့ချင်းအစီအများကြီးပြေနိုင်တာတော်တော်နှမျောစရာပါတော်တော်နှမျောစရာပါဆိုတော့ဒါကြောင့်မနော်ကျွန်တော်လာမယ့်ညရာဒီပြောင်းရှိမှာလက်ရှိ Quinter လိုမျိုးပဲဗျာကျွန်တော်တို့မခေါ်နိုင်မဲ့ကစားမတွေလာအောင်မှာကျွန်တော်တို့ ਨੇ တရင်နေအများကြီးထွက်ကျွန်တော်တို့ကဘာကအမှန်ကန်ကြိုးပမ်းပြီးတော့မခေါ်နိုင်တဲ့အခြေအနေမျိုးကြုံသွားတဲ့အချိန်ကျွန်တော်လာအောင်မှာဘာလို့လဲဘာလို့လဲဆိုတော့ Giovanni Quinter လိုပဲဗနာကြီးအခက်ခဲတွေကြောင့်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဘာမှမလုပ်နိုင်ခဲ့တဲ့အခိုက်အတန့်တွေကြုံရမှာဒါဟာတော်တော်လေးကိုတိုင်ပတ်စရာပါ ဆိုတော့ဂျီဝနီကွင်တာကိုမခွန်နိုင်ခဲ့တာကဘန်နာကြီးပြဿနာတွေကြောင့်ပေါ့နော် FFP စီမီနီကြောင့်ခက်မြန်မြန်အလုံးမလုံးနိုင်ခဲ့ဘူး။ညရာဒီပြောင်းရွှေ့ဒီစောင့်အောင်မဲ့အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တို့သာတိုင်ပတ်ခဲ့တာပေါ့ဗျာ။ဆိုတော့ညီကတို့ရောဘယ်လိုမြင်ကြလဲ။ဆိုတော့လက်ရှိအတင်းအနေနဲ့ပေါ့နော်ဒီလိုမျိုး FFP စီမီနီကြောင့်ကျွန်တော်တို့အနေနဲ့ဘန်နာကြီးခက်ခဲဖြစ်နေတာတွေကအတင်းတွေပြဿနာတရက်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်ကြလား။ဒါမင်းညရာဒီပြောင်းရွှေ့မှာကိုရီးယားဘလူးပြစ်မှတ်တွေကိုလွဲချော်ရအောင်မလဲကျွန်တော်စောင့်ကြည့်အောင်ပါပဲ။ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်။